နော်ဒါဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အခန်းဘလောက်လဲပုံမှန်ဘယ်နှခုလဲဘယ်ပုံမှန်တွေလဲသိရှိပြီးဖြစ်ပါတယ်နော်အခန်းဆနစ်ဖွဲ့စည်းပုံပြင်ဆင်ခြင်း433 434 435 436 43 43အဓိကပြင်တာက436မှာကာကြီးပုံမှန်ပေါင်း65ခုရှိမယ်ခါခွေရတခြားပုံမှန်တွေရှိမယ်ဒါပဲအဲ့ဒီမှာရှုပ်ဝက်ချက်ရှိတယ်တချို့ကဖွဲ့စည်းပုံကိုပြင်လို့မရဘူးပြောတယ်ပြင်လို့ရတာပေါ့ 槟路也得来，变城为白路来，就是破子不槟路，变城金属的港城包拉来的，或者是俺也该弄教育那个，新心力吧，喏。说实话，朝阳阿是都要爱，喏。或者是俺也该弄教，朝阳阿、啊、是、啊、都要爱，或者是俺也该弄教育那个，就是个，就是说实话，表拉来哩，皮糙肉多嘛，朝阳阿是喏。 理波，不咯，炒伢子理由就弄表来咯。哎，炒伢子理由也理由天妈妈，伢大哥是了呀，可能是伢伢该弄死的，好不咯？伢大哥子了呀，可能是伢伢该弄死的，可能是伢伢该弄焦的了。不来说，可能是炒股票了，这八三万八三百多，不着下嘛进步啊？万八三多下来就这个，说实个比较多了嘛。 488ယောက်က85ရာခိုင်နှုန်းတက်မတော်သားကိုယ်စားလှယ166ယောက်အဲ့ဒီ166ယောက်ထဲက1%ကိုမစွဲနိုင်ဘူးလား1%ဆိုတာ6ယောက်ထဲ166ယောက်ထဲက1%ဆိုတာ6ယောက်ထဲတက်မတော်သားကိုယ်စားလှယ25ရာခိုင်နှုန်းကနေပြီးတော့6ယောက်ကိုရအောင်မဲမစွဲနိုင်ဘူးလားစွဲနိုင်တယ်ဆိုရင်80ဖွဲ့စည်းပုံမှာပြင်လို့ရပါပြီဟမ် အခုကအဲ့ဒီ၄ယောက်ကိုမဲဆွဲအောင်မပြောနဲ့ဒီ85ရာခိုင်နှုန်းတော့488ယောက်ကိုယ်စားလှယ်တော်တွေတယောက်နဲ့တယောက်တောင်မညီတာဖွဲ့စည်းပုံဘလို့ပြင်ပါလဲပြင်လို့ရအောင်လဲတေချာထားပေးထားတယ်ပြင်လို့ရအောင်လဲပုံမှန်တွေစနစ်တကျရေးပေးထားတယ်ကိုယ့်အကူမစီလုံးမဲ့ကိုယ်85ရာခိုင်နှုန်းတော့ကိုယ့်အကူမစီလုံးကြပဲနဲ့ဟို25ရာခိုင်နှုန်းက1%ကိုဘလို့ဆွဲလို့ရမှာလဲ ြောတော့ယင်ကြားစေယေရှုတကယ်တော့ဘာမှယင်ကြားမစေဝါဘူး85ရာခိုင်နှုန်းတော့စီးရလို့မဖြစ်သွားနိုင်ပဲအပြင်သူကသူဟိုဘက်က1%မရတာကိုအပြစ်တွေမြင်ပြီးတော့ပြင်မရဘူးပြင်မရဘူးဆိုတော့អော်ပြီးတော့တိတ်ခါချသွားတာတတ်မတော်ဘူးအဲ့လိုလေးတွေရှိတယ်ဗျနော်အဲ့တော့လိုက်ပြီးတော့လိုက်ကကျွန်တော်ခဏလေးပဲလွှင့်တာပါနော်လိုက်ပြီးတော့ရင်အစဆုံးပြန်နားထောင်ပြီးတော့တေချာရေးမှတ်ထားကြ မိမိရပါတီဝင်နေဆိုရင်မိမိရကိုယ်စားလှယ်လောင်းဆိုရင်မိမိရနိုင်ငံအရေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်မိမိရဖွဲ့စည်းပုံကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အခုခဏနေလိုက်ချတော့မှာလိုက်ချပြီဆိုတော့ねဒီလိုက်တွေကိုပြန်ကြည့်ပြန်ကြည့်ပြန်ရေးမှန်ပြီးလင်္ကာလေးတွေပါပြန်ရေးမှန်နော်အဲသူများတဲ့တာဟုတ်တာနေစေရမယ်နော်ဒီလောက်ဆိုရင်အခန်းစနစ်ဖွဲ့စည်းပုံပြင်လာနေပတ်သက်ပြီးတော့အားလုံးခြုံပြီးတော့နားလည်မယ်လို့ထင်ပါတယ်ကဲဒါဆိုကျွန်တော်ကွန်မန့်လေးတွေကိုတစ်ချက်ကြည့်ကြည့်ပြမယ်နော် ရွေးကောက်ပွဲရဲ့မဲပေးတဲ့တော့တို့မဟုတ်အကောင်းဆုံးအဖွဲ့စည်း၃ဘွဲ့လောက်ရွေးချယ်၃၀ပြပါလားကျွန်တော်ကတော့ကြက်ခါရေးပါတီလည်းမဝင်ဘူးဗျကြက်ခါရေးပါတီတခါမှလည်းမသွားဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအမျိုးသားအကျိုးစီးပွားကိုကာကွယ်ဆောက်ရှောက်တဲ့ပါတီဆိုလို့ကြက်ခါရေးပဲရှိတယ်အဲ့တော့ခင်ဗျားတို့မဲပေးရမှာကပါတီနှစ်ခုပဲရှိတယ် ကြက်ခါရင်းနဲ့တဆန်ကြအဲ့ဒီနှစ်ခုတော့ပုံဩပြီးပြလိုက်အဲ့ဒါစိတ်ချရာဆုံးပဲနော်ဘာဖြစ်လို့လဲကြက်ခါရေးပါတီဒီဥတန်းရွှေကြီးတီထောင်ထားတဲ့နော်ကြက်ခါရေးအသင်းကနေတဆင့်ပေါက်ပွားလာတဲ့အမျိုးသားကျိုးစည်းပွားကိုကာဝယ်ဆောက်ရှောက်မဲ့ဒုတာဝန်အေးသုံးပါးကိုကာဝယ်ဆောက်ရှောက်မဲ့ပါတီဖြစ်တယ်နော်မျိုးဆက်တိဒီမိုကရေစီမျိုးဆက်တိပါတီဒီကြက်ခါရေးပါတီဖြစ်တယ် အဲတဆန်းညာကတော့ဖဆပလမျိုးဆက်တစ်ပါတီဖြစ်တယ်။ဦးနေဝင်းရဲ့အသွင်ပြောင်းပါတီမဆလအသွင်ပြောင်းပါတီကတဆန်းညာအဲ့တော့တဆန်းညာစီလည်းပဲအမျိုးသားကြိုးစည်းပွားဒုတော်ဝေသမောကာကွယ်မဲ့ပါတီဖြစ်တယ်။အဲ့ဒီပါတီနှစ်ခုလုံးသာပေးလိုက်အဲ့ဒါစိတ်ချဆုံးပဲ။အဲ့ဒီပါတီတွေကပါတီအဲ့ဒီပါတီနှစ်ခုလုံးကဖွဲ့စည်းပုံတသက်ရှိတယ်။မူတသက်ရှိတယ်။ဝန်ထမ်းလူရွေးချယ်တာကစနစ်တကျရှိတယ်။တခြားပါတီတွေလိုဘယုတ်ပယက်မရှိဘူး။ ကျန်းခါရေးနဲ့တတ်ဆညာသည်စနစ်ကျထားပြီးသားသူ့ရဲ့ stretcher သူ့ရဲ့ system ကပုံစံကျထားပြီးသားအဲ့ဒီနှစ်ခုလာမဲပေးတယ်အဲ့ဒါနိုင်ငံအတွက်စိတ်ချဆုံးပဲပြီးသွားရင်မဲပေးမျက်နာလာလွှဲနေလိုက်တော့သူတို့သူတို့ဒုတာဝေးသုံးပေါက်ကာကွယ်ဆောက်ရှောက်ဖို့နိုင်ငံကိုလှုပ်တင်တာသူတို့ဆက်လုပ်သွားလိမ့်မယ်ဒါပေမဲ့သူတို့နှစ်ပါတီတော့အာဏာရမှာတော့မဟုတ်ဘူးလေတခြားပါတီလေလာအောင်ပါအကုန်လုံးကညုံမောင်းအစိုးရဖွဲ့ရမှာ